တိမ်မောင်းဘီလီယံခြေတံနဲ့မြားနဲ့စိန်ကိုဒီကုလုံးစင်ရင်ပြီးမင်္ဂလာဝဲကျက်လာတဲ့ခရိုနီတထေးတွေကိုအခုလိုခြေချသွားတဲ့စိန်အင်ဂရိစိန်တိုက်ပိုင်းရှင်မမငယ် ကဘာမှာအချမ်းသာဆုံးတရေစီဝင်အမ်ပါနေမိသားစုကိုတရေရသွားစီခဲ့တာကတော့စင်အင်ဂရီကမမငယ်လို့ခေါ်တဲ့မတ်သက်စုခိုင်ရဲ့မင်္ဂလာဝတ်ကြီးပဲဖြစ်ပါတယ်ရှင်။အမ်ပါနေမိသားစုကကဘာပေါ်မှာအရှာပါဆုံးတမှုအကြီးဆုံးဆိုတဲ့ကြောင့်ယတနာတွေကိုစင်ဝစ်စင်ပြီးတော့သူတို့ရဲ့ချမ်းသာမှုဂုဏ်ကိုထင်ဟစေခဲ့သူတွေဖြစ်ပါတယ်။အခုလဲတိမ်မောက်ဘီလီယံချီတန်ပြီးတော့ရှာပါပြီးတမှုထိုက်တန်လွန်လာတဲ့မြားနဲ့စိန်တွေကိုဒီကိုလုံးမှဆင်ရင်ပြီးတော့မင်္ဂလာဝတ်ဆင်နေခဲ့တဲ့သူကတော့စင်အင်ဂရီကမမငယ်ဖြစ်ပါတယ်။အမ်ပါနေမိသားစုတက်တာမှပို့ပြီးတော့တာနေတယ်လို့ပါပဲ။ နော်အဖိုးတန်များအကိတ်ကြီးတွေစိန်တွေကိုရွှေရောင်မင်္ဂလာထိုင်မသိဝှဆုံမမသားမကလောဝလက်စားအနေနဲ့ပါတကူလုံးကိုဝေးစားနေအောင်စင်မြန်းကိုရဖို့ဆိုတာကတွယုံချမ်းသာမှုမျိုးနဲ့မရနိုင်သလိုတွယုံတယုံဖုံးကံမျိုးနဲ့လည်းမရနိုင်တဲ့အနေအထားမျိုးပါရှင်ယတနာတို့ရဲ့ထဲဝါမှုနဲ့အတူသူတို့သမီးလေးကတဝင်မိပြတပအသွင်ထင်ဟပ်စီခဲ့ပါတယ်သိန်းကိုသိန်းချီတန်ဖိုးရှိတဲ့ယတနာတွေကိုဝှဆင်ခွင့်ရခဲ့တဲ့သူတို့သမီးလေးရဲ့ကုသိုလ်ကံကတော့တကယ်ကိုကြီးမားလွန်းတယ်လို့ပြောရမှာပါခရိုနီတတိတွေထိတ်တဲ့အနုပညာရှင်တွေတယောက်ကြတဲ့မင်္ဂလာပွဲမှာ မှာတော့သူတို့သမီးလေးမမငယ်ကသူမရဲ့အစ်စ်နဲ့တစ်ခုနဲ့ကိုအခုလိုချေချသွားခဲ့ပါပြီ။မင်္ဂလာသူတို့သမီးဝတ်စုံကိုတော့နိုင်ငံကျော်ဒီဇိုင်နာကိုမင်းသက်ဆန်ကအနုစိတ်ချေသပေးခဲ့တာဖြစ်တယ်လို့ဝတ်စင်သူမမငယ်ရဲ့လှပမှုနဲ့ပေါင်းစပ်လိုက်ချိန်မှာတော့စစ်တီမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့မြင်သူတကာငေးမောအားကြရတဲ့သူတို့သမီးလေးဖြစ်သွားခဲ့ပါတယ်။မမငယ်ရဲ့ရှေးဘဝအစစ်စစ်ဒါနာတိလာကောင်းခဲ့တာကြောင့်လေဒီဘဝမှာအခုလိုကြွယ်လဲကြွယ် လှလဲလှတဲ့သူတို့သမီးလေးအဖြစ်အကြခံနေရတာဖြစ်ပါတယ်။မမငယ်ကတော့လွင်ခဲ့တဲ့ရက်ပိုင်းကမှအိုင်ဆက်ရက်ဆိုတဲ့စားသားလေးနဲ့တူခြေရသူနဲ့ရိုက်ကူးထားတဲ့ priority တပ်ပုံတွေကိုချပြလာခဲ့တာကြောင့်သူရဲ့ fan တွေကတော့အံ့ဩခဲ့ကြရပါတယ်။ priority အတွက်ကိုတော့တရုတ်ပြည်ရေခဲတော်အထက်မှာတောင်းရောက်ပြီးတော့ရိုက်ကူးခဲ့တာဖြစ်ပါတယ်ရှင်။တုံတုံချမ်းသာမှုမျိုးနဲ့တော့ဒီလိုနေရာကိုမသွားနိုင်ပါဘူး။ဒီလိုမျိုးနေရာကိုထိတ်တဲ့အမှုပညာရှင်တိုင်းလည်းတောင်းရောက်ပြီးတော့မရိုက်ကူးနိုင်သလိုရိုက်ကူးခဲ့သူကလည်းလက်ငါးချောင်းမပြေပါဘူး။ဒါပေမဲ့မမငယ်လို့ခေါ်တဲ့မတ်သက်စုခိုင်ကတော့ သိန်းသောင်းချီအကုန်ကြခံကအခုလိုမျိုးလူများအားကြစရာပြည်ဝင်ခြေပုံတွေကိုရိုက်ကူးနိုင်ခဲ့တဲ့အထိချမ်းသာကြွားဝလူတွေဖြစ်ပါတယ်။ယောဂီကလည်းလှပသလိုချက်မြတ်တဲ့အရေးချင်းတွေကိုပိုင်ဆိုင်ထားတဲ့မမငယ်ကအခုလိုမျိုးလက်ထပ်လိုက်တဲ့အချိန်မှာတော့သူမရဲ့ fan တွေကတော်တော်လေးနှမျောခဲ့ကြသလိုသူချစ်ရတဲ့သူနဲ့လက်ထပ်မှုအပေါ်မှာတော့ဝမ်းသာကုန်မြူပေးခဲ့ကြပါရဲ့ရှင်။ ်စိန်အဂရီကမမငယ်လို့ခေါ်တယ်မဲ့သဲစုခိုင်နဲ့ကိုကိုနိုင်နူးရဲ့မင်္ဂလာပွဲကိုတော့ဒီနေ့အောက်တိုဘာလ9ရက်နေ့မှာတော့လူချီဟိုတယ်မှာမနေ့10ရက်နေ့ကနေ12ရက်နေ့အထိကျင်းပခဲ့တာဖြစ်ပါတယ်အပေါ်မှာပြောခဲ့သလိုပဲထိတ်တန့်စီဝိုင်းလုပ်ငန်းရှင်တွေအမှုပညာရှင်တွေများစွာတက်ရောက်ပြီးခဲ့တာကိုလည်းတွေ့ရပါတယ်စန်ဆိုင်ကမ်လိုင်းကလည်းမင်္ဂလာပွဲမှာပန်းကျဲပြီးခဲ့သလိုထောင်ဆိုင်တို့လိုအမှုပညာရှင်တွေကလည်းသူတို့သားအရန်နေအနေနဲ့အားဖြည့်အကူအညီပေးခဲ့ကြပါတယ်ဒါပြင်နန်းစုရီဒီဆိုဝင်းမုံနိုင်မိမိမို့တို့ကလည်းသူတို့သမီးအရန်နေအနေနဲ့ပအဝင်အားဖြည့်ထားတာကို တွေ့ရပါတယ်ရှင်။ကြပြန်မကြမီမှာလက်ထက်မင်္ဂလာဝဲကြီးကျမတော့မယ်ငယ်စဉ်အတွေ့လေးကလည်းတို့သားတို့သမီးအရန်နေနဲ့တွေ့ရပါတယ်။ဒါကြောင့်ဒီလိုမျိုးထိတ်တန့်လုပ်ငန်းရှင်တစ်ထည်ကြီးတွေထိတ်တန့်အမှုပညာရှင်တွေတယောက်ခဲ့ကြသလိုတိမ်မောက်ဘီလီယံချီတန်နဲ့မြအကိတ်နဲ့စိန်တွေကိုတစ်ကိုယ်လုံးဝတ်ဆင်ပြီးတော့မင်္ဂလာဝဲကျမခဲ့တဲ့စိန်အင်ဂရီမမငရဲ့မင်္ဂလာဝဲကတော့တာမန်ခရိုနီတစ်ထည်တွေရဲ့မင်္ဂလာဝဲကိုအသာလေးခြေချသွားနိုင်ခဲ့ပါတယ်။ခန္ဓာထဲဝါလုံးနဲ့မင်္ဂလာဝဲကြီးမှာတော့မြမပြီမှာအားကြောင့်မစင်းဝင်မင်္ဂလာဝဲကြီးတစ်ပွဲဖြစ်လို့နေခဲ့ပါပြီ။ တင်းကိုတင်းချီတမ်းမှုရှိတဲ့မင်္ဂလာထိုင်မတင်ဝတ်စုံကြီးကိုဝတ်ဆင်ပြီးတော့မင်္ဂလာဝတ်ကျင်းပခဲ့တဲ့မမငယ်ကိုရောပရိသတ်ကြီးတို့ကအားကြနေကြပါပြီလားရှင်။